မိခင်တယောက်ကတာသမီတယောက်ပေါ်မှာဘလို့ချစ်လဲပေါ့ကိုကကြတော့အမေတယောက်ကိုပဲချစ်ဖူးတာလေအဲ့လိုဆိုတော့ကျွန်တော်အမေတို့ရဲ့မေတ္တာတွေပေါ့ဒီဒီတာတယောက်ပေါ်မှာထားမယ်မေတ္တာပေါ့အဲ့ဒါအမေကိုပဲလေးလာတဲ့ချိန်လို့အမေမိဘတယောက်ကတာသမီတယောက်ကိုချစ်တဲ့အတ္တအရန်ကြောက်ခုကောင်းတယ် ိလားနွေးအနာကိုကောင်းကောင်းသိရဘာလို့ဆိုတော့အမေချစ်တဲ့အတ္တကိုတခါခါကျရင်တို့ကတာသမီဖြစ်တဲ့သူဖြစ်တယ်မခံနိုင်ဘူးတော့ငယ်ငယ်တုန်းကမိဘစကားကိုနားထောင်ဝင်မဲ့အသက်ကြီးလာတဲ့ခါမှာအသက်ရွယ်ပြောင်းလာတာနဲ့အမြစိတ်တည်ပြောင်းလာစိတ်တည်ပြောင်းလာရင်မှလူနွေးတို့ကလေးရဲ့တာသမီတွေကအေးအေးချမ်းချမ်းနေခြင်းနဲ့အပိုင်အောင်ရောက်လာတယ်အဲ့ဒီအချိန်မှာမိဘတွေကလည်းသူတို့အရင်တော့ဆိုးမိုးနေကြအတိုင်းသူတို့တာသမီကိုဘလောက်ပဲကြီးကြီးကလေးလိုပဲမြင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မိဘနဲ့တာသမီကြမှာမတဲ့တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လာအမမမတဲ့တာမဟုတ်ဘူးအသ တက်ပြောင်းလာနေညာလူငယ်တွေကစိတ်တည်ပြောင်းလာတယ်လူငယ်တွေကလည်းအချိန်ကြာလာနေညာလူကြီးဖြစ်လာတာလေလူကြီးဖြစ်လာပြီးတည်ငြိမ်လာတဲ့သဘောတရားရှိမယ်အေးအေးဆေးဆေးနေကျင်လာတဲ့သဘောတရားရှိမယ်တယောက်တည်းနေကျင်လာတဲ့သဘောတရားရှိမယ်အဲ့ဒါမိဘတွေကလည်းအရင်တော့ငါသားသမီးကငါငါငါချစ်တယ်လို့ပြောငါနေခိုင်းတယ်လို့ပြောမဟုတ်တော့ဘူးသိလားအဲ့ဒါကလည်းအရန်သားသမီးနဲ့မိဘကြမှာဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော် ဒီဇက်ကလေပထမတော့ဇက်ညောင်းအရင်ကြည်တာပေါ့နော်ကြည်တော့တော်တော်လေးကောင်းတယ်ဇက်လည်းတော်တော်ရှုပ်နေအဲ့နဲ့ဟိုတခုဆိုရင်နာတခုကကြတော့ကိုတခါမှမလုပ်ဘူးတဲ့ character အမေခန်းလေးလည်းပါတယ်သူကငယ်ဘွားလည်းပါတယ်ဆိုတော့ ဒီဥစ္စာလေးကိုစူးစမ်းကြည့်မယ်။တေချာတော့စဉ်းစားတယ်။စဉ်းစားပြီးတော့မှပဲလက်ခံပြတာ။ဟိုယက်တီခင်ပေါ့နော်။ character နဲ့ရမှာ။ဒါပေမဲ့ယက်တီခင်မဖြစ်မှဆိုရင်ငါပေါ့နော်။အဲ့ဒါလေးတူ။ဒီပါဝင်တဲ့ idea တွေအများကြီးပဲ။အဲ့ဒီဟိုမှာမှအဓိကဒီဇက်အိမ်ကလေသူများနဲ့လုံးဝမတူဘူးအရန်ကွဲခြားရယ်ပေါ့နော်ဟိုရိုက်နေကြဟာတွေမဟုတ်ဘူးဥပမာဟိုမိသားစုထဲမှာဆိုလို့ရှိရင်အဲ့လိုမိဘတွေရဲ့အတ္တတွေပေါ့မန်နေမာနာတွေပြန်ရတဲ့အချိန်မှာအဲအဲ့လိုမျိုးပေါ့ကလေးတွေကအမိသားပဲဖြစ်ရတဲ့ဟာမျိုးလေးပေါ့ အဓိကနေပုံစံလုံးဝပြောင်းချင်တယ်ပြီးတော့အဝတ်စားအစားပေါ့နော်မအီတယောက်ပေါ့အမေအင်ကြီးပေါ့ အဲ့လိုမျိုးအမေရဲ့ character အမေရဲ့မူပေါ့ပြီးတော့မိခင်တယောက်ကတားသမီးတယောက်ပေါ်မှာဘလို့ချစ်လဲပေါ့ကိုကကြတော့အမေတယောက်ကိုပဲချစ်ဖူးတာလေအဲ့လိုဆိုတော့ကျွန်တော်အမေတို့ရဲ့မြတ်တာတွေပေါ့ဒီဒီတားတယောက်ပေါ်မှာထားမယ်မြတ်တာပေါ့အဲ့ဒါအမေကိုပဲလေးလာတဲ့ချိန်လုံးအမေကကြာကိုကိုတက်တက်လုံချစ်တယ်ဒီ character ထဲမှာလည်းအဲ့တိုင်းပဲတားတယောက်ကိုအတက်တက်လုံအရန်ချစ်တဲ့သူပေါ့နော်အဲ့လိုမျိုးအရန်အလိုလိုက်တယ်တားစိတ်တိုင်းကြအဲ့လိုမျိုးဖြစ်အောင်အမြဲတမ်းဖေးမနေရမအီပေါ့အဲ့အဲ့လိုမျိုးဆိုတော့ အမေပဲကြည်နေတာကြည်ဟုတ်တယ်ပြီးတော့သူ့ရဲ့အချစ်ပေါ်တော့မိမိဘတယောက်ကတာသမီတယောက်ကိုချစ်တယ်အတ္တအရန်ကြောက်ကောင်းတယ် တိလနွေးအနာကောင်းကောင်းတည်ရဘာလို့ဆိုတော့အမေချစ်တဲ့အတ္တကိုတခါခါကျရင်တို့ကတာသမီဖြစ်တဲ့သူဖြစ်တယ်မခံနိုင်ဘူးငငယ်တုန်းကမိဘစကားကိုနားထောင်ဝင်မဲ့အသက်ကြီးလာတဲ့ခါမှာအသက်ရွယ်ပြောင်းလာတာနဲ့အမြစိတ်တည်ပြောင်းလာစိတ်တည်ပြောင်းလာရင်မှလူနူးတို့ကလေးရဲ့တာသမီတွေကအေးအေးချမ်းချမ်းနေခြင်းနဲ့အပိုင်အောင်ရောက်လာတယ်အဲ့ဒီအချိန်မှာမိဘတွေကလည်းသူတို့အရင်ကစိုးမိုးနေကြအတိုင်းသူတို့တာသမီကိုဘလောက်ပဲကြီးကြီးကလေးလိုပဲမြင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မိဘနဲ့တာသမီကြမှာမတဲ့တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တာအမမမတဲ့တာမဟုတ်ဘူးအသက် ပြောင်းလာနေညာလူငယ်တွေကစိတ်တည်ပြောင်းလာတယ်လူငယ်တွေကလည်းအချိန်ကြာလာနေညာလူကြီးဖြစ်လာတာလေလူကြီးဖြစ်လာပြီးတည်ငြိမ်လာတဲ့သဘောတရားရှိမယ်အေးအေးဆေးဆေးနေကြလာတဲ့သဘောတရားရှိမယ်တယောက်တည်းနေကြလာတဲ့သဘောတရားရှိမယ်အဲ့ဒါမိဘတွေကလည်းအရင်တော့ငါသားသမီးကငါငါငါချစ်တယ်လို့ပြောငါနေခိုင်းတယ်လို့ပြောမဟုတ်တော့ဘူးတိလားအဲ့ဒါကလည်းအရန်သားသမီးနဲ့မိဘတိုင်းမှာဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော်အဲ့လိုမျိုးမဟုတ်တော့ဘူးဆိုတဲ့အချိန်မှာသူတို့ပြောလို့မရတော့ဘူးဆိုပြီးသူတို့ကထင်တာအမှန်မှန်မဟုတ်ဘူး ဟိုနှစ်ကာလကြာရှိလာတာနဲ့အမြပြောင်းလဲလာတဲ့စိတ်ဒီအပေါ်မှာလူကြီးတွေကလည်းလက်မခံပေးနိုင်ဘူးလူငယ်တွေကလည်းအမအမေကလည်းငါဒီလူမျိုးနေတာကဒီကိုယ့်ဘက်ကိုသူ့ကိုမချစ်လို့မဟုတ်ဘူးကိုပြောင်းလဲကြည့်မိကိုအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်ကလေးကိုသူတို့နားလည်းမပေးနိုင်အဲ့ဒီမှာအဲ့အရွယ်အပိုင်းခြားတစ်ခုမှာတားသမီးနဲ့မိဘနည်းနည်းလေးကတနာဖြစ်တတ်တယ်။အဲ့ဒါလေးကိုမိဘတွေကလည်းတာသမီးပေါ်နားလဲပြီးအဲတာသမီးတွေကလည်းမိဘပေါ်နားလဲပြီးတေချာညှိယူ။နှွေးဆိုအမင်းနဲ့အရန်ညှိရ နွေကအရန်လုံလုံထွတ်ထွတ်မိဘနဲ့နေတတ်တဲ့ဒါပေမဲ့နွေအသက်ကြီးလာအဲ့လိုမနေချင်တော့ဘူးတိလာအေးစချမ်းနဲ့တယောက်တည်းနေချင်လာတဲ့မုတ်ကိုရောက်လာအဲ့လိုမျိုးနေချင်လာတဲ့ခါမှာအမေကသူ့ကိုချစ်တော့အေးအဖေကအဲ့လိုမျိုးမချစ်တော့အဲ့ဒါမဟုတ်ဘူးစိတ်တည်ပြောင်းလာတယ်အသက်ရွယ်ပြောင်းလာတဲ့များပါလူပြောင်းလဲလာတဲ့သဘောတရားပေါ်မှာမိဘတွေကလည်းနားလည်းမပေးနိုင်တော့အသားသမီးတွေကလည်းမိဘဒီလူနေကျင်တော့မိဘဒီလူဖြစ်တယ်အဲ့ဒါမိသားစုတိုင်းမှာဖြစ်တာနော်အဲ့ဒါလေးနည်းနည်းလေးညှိလိုက်ရတယ် တော့အခုစသဘောပေါက်သွားတယ်မင်းနဲ့ကတော့လို့အမေမေကရမ်းချက်တာပေါ့နော်အဓိကလူရအတ္တမကြည့်ဘူးပဲဟာလူရအတ္တတွေမန်တွေမာနတွေဖုံးလွှမ်းလာတာနေအမြလောဘဒေါသတွေများလာပြီးအမားဘက်ကိုပိုးသွားကြတယ်ဒါကဘယ်ကိစ္စမဆိုပေါ့အချစ်ရေးပဲဖြစ်ဖြစ်မိသားစုပဲဖြစ်928ပဲဖြစ်ထောင်900ဖြစ်ဖြစ်ဒီမှာလည်းဒီတိုင်းပဲဒီအတ္တတွေလွန်ကဲသွားပြီးအာငါဆွဲတွေများလာပြီးဆိုလို့ရှိရင်အမားဖြစ်ဖို့ကများတယ်ဒီအစိတ်သိဝိုင်းနေမှာလည်းဒီလိုပဲ ဇလန်းလေးကအရန်ကောင်းတယ်ပြီးတော့လူတိုင်းကလေသားသမီးမှားတယ်လို့ပဲထင်ကြတာတခါတလေလူကတွေမှားတာမျိုးကြီးလည်းရှိတယ်သဘောကျပါဘူးဒါလေးကြီးကိုပြထားတာလေမြင့်သဘောကျတယ်ပေါ့နော်ဒီမိဘတွေရဲ့ လွဲမမှုတွေကြောင့်တာသမီတွေမှာရိုက်ခတ်နိုင်တယ်လို့တာသမီတွေရဲ့လွဲမမှုစိုးမှုကြောင့်မိဘတွေမှာလည်းရိုက်ခတ်နိုင်တာရှိတယ်။ဒါကိုသူကမျက်မျက်တက်တာဘဲလန့်ညီညီပြထားတာလေ။ဒါလေးကိုလူသဘောအရင်ကြ။အဲ့ဒါကြောင့်မို့ဒီဇကားလေးကိုလက်ခံပြတာအရင်လက်စိတ်မလား။ဟုတ်ကဲ့ဒီအစိတ်သက်ဝိုင်းကားလေးရတယ်တော်တော်လေးထူးခြားတဲ့ဇကားလေးဖြစ်တယ်။အဲ့တကြောင်မလို့ဒီဇလန်းလေးထွက်လာတဲ့ခါကျလို့ရှိရင်လည်းချစ်တော်ပြည့်တက်ကြည့်အပြီးပါအောင်လို့ပြောပြချင်ပါရှင့်။